မြန်မာနှုတ်ချနယ်ကိုအစစ်တဆိုင်အားပေးနားဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမိယဇလားကောင်းလေးတို့ကိုနေ့စဉ်ရေးချက်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရင်းသူမြူကိုလင်ကရေးသားထားတဲ့မဟာဒီဝနဲ့ရှင်များရှင်ဇလားလေးကို ပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။မဟာဒီဝတယောက်မပြီးဆုံးနိုင်သေးတဲ့သူ့ရဲ့အဋိဌံခရီးအတွက်ရတဲ့ဂျီနာကိုဆက်လိုက်ရပြန်တယ်။ သည့်ကြောင်မောပန်းနောက်ကိုမတွေ့ရပုံမှန်ခရီးသွားသလိုပဲပုံမှန်ရှောက်နေတယ်လို့ထင်ရတဲ့ခြေလမ်းတွေကမဟာဒေဝလမ်းလို့တော့မမေ့နိုင်ဘူးတောတောင်ရှုံမြောင်ကြီးတွေကိုဖြတ်တန်းလာခဲ့ကြပြီးစုံစားချင်းကိုရောက်တဲ့အခါမှာတော့ဗန်နီယာက ရောက်လာမှမသိတဲ့လူတစုကတော်ရီစုံဝဲတွေနဲ့အစီအစဉ်ဆောင်ဆိုင်နေကြတယ်ရသည့်ကြီးကအဲ့ဒီလူတွေကတ်တဲ့စုံကိုစားပြီးကျန်တော်ကိုတော့မဟာဒေဝကစားရတယ်မဟာဒေဝကစွန့်ချက်ဟင်းချက်တွေကိုစားတော့နေတဲ့အချိန်မှာရောက်လာတဲ့သူတွေက မဟာဒီဝကိုကွက်ကြီးကွက်ကြီးလှုပ်လို့ယသိကြီးကိုတီတူစကားပြောကြကြောင်းတွေးနေရတယ်။ယသိကြီးကလည်းဒီလူတွေရဲ့အမျိုးကိုပြန်လဲဖြစ်ပေးနေတဲ့စကားတွေကိုခဏလမ်းမှရှိနေတဲ့မဟာဒီဝမကြားရ။ယသိကြီးကိုတာမန်ယသိတဲ့ဘာလို့မဟာဒီဝမထင်။စွန်စားချိန်မှဆွေတုံရင်းစွန်ကပ်မဲ့သူတွေကအစင်သိရှိနေတယ်လို့ဝေတုံဝလုံးမျိုးကိုအလွဲတကူသွားလာနိုင်တဲ့ယသိကအစစ်တခုရောက်နေတဲ့ယသိတဲ့ဘာလို့ပဲဆက်အတွင်းထဲမှာမှတ်ချက်ချမိတယ်။ တနေကုန်သွားလာပြီးညနေဆောင်တဲ့အခါမှာတော့ကောင်းကင်ကမဲမောင်လုံးမိုးရေရွာချလာခဲ့တယ်။မိုးရွာတဲ့အချိန်မှလည်းမဟာဒေဝနဲ့ယတိကြီးကချောင်းကံပေတစ်ခုကိုရောက်နေကြပြီ။ဝါတဲတလုံးရှိနေတာကြောင့်တဲအတွင်းမှာမိုးဝင်ခိုလိုက်ကြတယ်။ချောင်းကအစပထမတော့ရေအနည်းငယ်သာရှိတဲ့ချောင်းဆိုပေမဲ့မိုးရွာလိုက်တဲ့အချိန်မှာတော့ချောင်းရဲ့အပေါ်ဘက်စီကနေတဝဝတဝဝအတန်တွေကိုကြားရပြီ။တောင်ကျရေတွေတချိန်လို့စီးဆင်းလာကြကရေစီးပြည့်ထန်တဲ့ချောင်းကြီးဖြစ်သွားခဲ့လေတယ်။ ရသေးကြီးကဝါတဲ့ပေါ်တက်လို့ပြပြောင်းနိုင်ကြီးတထိုင်းကိုခေါင်းရင်းမှာထုံးလို့ပရိစိတ်နေတဲ့အချိန်မဟာဒေဝတယောက်တယောက်မှာမြူးမွေးလို့မြို့ပုဘေးမှာဆန်းကြောက်ထိုင်ကလဝမီးကြီးရှိနေပါလေတရားတိခုတ်ဝါကောက်တဲ့သူတွေအသုံးပြုတဲ့ဝါတဲ့ငယ်လေးတလုံးဖြစ်ပြီးလူတယောက်စာနေတာယုံမို့မဟာဒေဝကအောက်မှာသာထိုင်ရင်းရှိနေတယ်ညနေဆောင်ကလေးကအညိုတကြီးနဲ့ရွာနေတဲ့မိုးဟာည၈နာရီလောက်မှတော့အရှင်ရောက်သွားခဲ့တယ် တဲဘော်ပရိစိတ်နေတဲ့ရသေးကြီးအားတယောက်ကိုဆင်းလာပြီတကတဲဘော်တက်ပြီးတညာအိတ်မနေ့ကမှတစ်ဖက်ကန်းကိုကူပြီးတော့မှလိုရခီးဆက်ကြတာပေါ့ဘာရသေးပဲတဲဘော်နားပါတပည့်တော်အောက်မှာနေလို့အဆင်ပြေပါတယ်ရသေးတွက်ကမပူနဲ့မနေ့မိုးလေပြန်လာခဲ့မယ်ရသေးကြီးကသူပြောလို့ရပြောပြီးတဲပြေထွက်လို့အမအတွင်းထဲကိုဝင်ရောက်ပျောက်ခွေသွားခဲ့တယ်နားလျာခတ်တဲ့ရသေးကြီးကဘယ်နေရာကိုထွက်သွားလဲမစို့နိုင် မဟာဒေဝဟာယသိကြီးရဲ့အကြောင်းတည်တင်းတလောက်သိနေပြီဆိုတော့ထူးလို့အံ့ဩမနေတော့ပဲတဲပေါ်တက်ကဖះရှိကိုပရိစိတ်ချင်းတွေကိုပြုတ်လောက်တဲ့အချိန်လက်ကြံပြဖြောင်းနိုင်ကိုမင်းကြီးလိုက်ပြီးအဝိထုတ်ကိုခေါင်းအုပ်ကအိတ်ဆက်ဖို့ပြုတ်လောက်လိုက်ပါတယ်ဝတ်တိတ်သွားပြီမို့ပိုးပြည့်အော်တန်တွေကိုကြားနေရသလိုချောင်းတွေရေစိကြတဲ့တဝဝလေးကြားနေရပြန်တယ်တနေ့ကလမ်းလျှောက်လာရတာကြောင့်မောပန်းနေတဲ့မဟာဒေဝတယောက်အဲ့ရပေါ်ခေါင်းတိလိုက်တာနဲ့မိခင်နဲ့အိပ်ပျော်သွားခဲ့တယ် နှစ်ချိုက်စွာအိမ်မောကြနေတဲ့မဟာဒေဝတယောက်နားအတွင်လှုပ်ရှားတံတွေကြားနေရပြီးတဲတွင်တယောက်ယောက်ဝင်လာရကတဲမူဆိုးနဲ့ညီလို့ထပ်ပေါ်လာတဲ့အတံကိုကြားရကသူ့အနီးရှောက်လာတဲ့အတံကြောင့်စိတ်ထဲမှာထိတ်ကနေဖြစ်လို့မျက်လုံးကိုစကနဲ့ဖွင့်လိုက်တယ်မဟာဒေဝမျက်လုံးဖွင့်လိုက်တဲ့အချိန်သူတွေ့လိုက်ရတာကတော့သူ့ကိုစီမူးကြည့်နေတဲ့ကြောက်လက်စရာမျက်နှာတစ်ခုကိုတွေ့လိုက်ရတာကြောင့်အသက်ရှူဖို့ခဏမိသွားတယ်သူတွေ့လိုက်ရတာက ယူကျတဲ့မျိုးလုံးကြီးနှလုံးတည်တမျှများကြားလို့အဆင်ငုံငုံထွက်နေတဲ့ကြောက်လန့်စရာမကောင်းဆိုးဝါးတကောင်ရဲ့မျက်နှာတည်တွေကသူ့ရဲ့ရင်မက်စီကိုကြလာတော့ရုတ်တရက်ဆက်ကျင်မက်စီခန္ဓာကိုယ်ကိုလှည့်ကခုန်ထုတ်လိုက်ပြီးတာနဲ့တပြိုင်တည်းသူ့ကိုတိုက်ခိုက်ဖို့ပြုဖို့ကြိုးစားလာတဲ့မကောင်းဆိုးဝါးရဲ့ရင်မက်ကိုဆန့်ကန်လိုက်တဲ့အခါမကောင်းဆိုးဝါးကြီးကနောက်ပြန်လန်ကြပြီးမိဘပေါ်ဖိနှိပ်ကြသွားတော့မိခဲတွေကြအပူလောင်လို့မချိမဆန့်အော်တဲ့ညှိထွက်ပေါ်လာတယ်လို့ ညောင်နှံတွေကလည်းတဲအတွင်းထဲကိုဖုံးလာသွားခဲ့တယ်။ဟွန်းမင်းကငါတတ်မယ်။အောရှာအပ်ွယ်တဲ့လေးတန်ကြီးနဲ့မဟာဒီဝကိုချိန်ဝါပြောဆိုလို့အရှိကိုပြေးလာတော့တယောက်ကိုခုံစင်းကအစစ်သည့်ဖြစ်နေတဲ့မဟာဒီဝရှောင်ပြုံးနေတော့ပဲပြန်လည်လို့တက်ခတ်လိုက်ပါတယ်။မန်းနဲ့ဝါဖိုင်တော့ကိုတဲ့ဘိုက်ပူပူနဲ့မကောင်းစွာကမဟာဒီဝကိုသူ့လက်ကြီးနှစ်ဖက်နဲ့ဖမ်းဖို့ကြိုးစားလေတော့မဟာဒီဝလည်းအဖမ်းမခံထိုးကြိတ်ကြိုက်ကြောက်ရင် တဲပြင်ကိုခုန်ထွက်လိုက်တဲ့အခါမှာမကောင်းစိုးဝါကောင်ကြီးကနောက်ကနေလိုက်ပါလာလို့ဂမုရှုထုနဲ့လိုက်ဖမ်းနေပါတယ်။အမောက်တီးနေပတ်နဲ့မချာနာမြင်နေရတဲ့မဟာဒေဝကဟာကိုခဲပညာနဲ့ကောင်းကောင်းတက်တဲ့သူဆိုတော့သူ့ရဲ့ထိုးကန်ချက်တွေကမကောင်းစိုးဝါကိုထိပေမဲ့မကောင်းစိုးဝါဟာမိဖို့အတွက်ပြုကြခြင်းကသာနားကျဲစွာအော်ပေမဲ့မဟာဒေဝရဲ့ထိုးနဲ့ချက်တွေကတော့သူ့အတွက်ဘလို့မှခံစားရဟန်မတူ။တောက်လျှောက်ဖောက်မှုသာစူးစမ်းနေတဲ့အတွက်အခက်ကြုံနေရတယ်။ မင်းကအငုံနဲ့မြင်နိုင်တော့ကိုမင်းရဲ့အစွမ်းလောက်နဲ့ငါ့ကိုလာရှင်လို့မရဘူးဒီတစ်ခေါက်တော့သေဝတာစဉ်းစားထားမကောင်းစွာကညမောင်တွေမဟာဒီဝကောင်းစွာလှုပ်ရှားနိုင်တဲ့အတွက်အမောင်တွေနေနိုင်သူ ဖြစ်ကြောင်းသိသွားပုံရတယ်တက်ခိုက်တာကိုရက်လို့မဟာဒီဝကိုလက်ညှိုးထိုးကကျင်းဝါပြောဆိုပြီးမိကြီးပေါ်ဖနှောင်းနဲ့ပေါက်လိုက်တော့မြေပြင်ကတိတ်နေတုန်ခါသွားခဲ့ပါတော့တယ်ဟင်မဟာဒီဝမျက်စိအရှိမပဲ မကောင်းဆိုးဝါးကြီးကအရက်ကရှိလာတယ်လို့ကိုခန္ဓာကလည်းပိုလို့ကြီးလာတယ်။ဖနောက်တစ်ချက်ပေါက်လိုက်တိုင်းအရက်ရှိလာတယ်လို့ကိုခန္ဓာကြီးကလည်းနောက်ဆုံးမှာအတောင်20လောက်အရက်လောက်ကြီးဖြစ်ပြီးတော့ကိုခန္ဓာကယောက်ျားကြီး၃ဘက်စာလောက်ရှိသွားခဲ့တယ်။အကျန်းသားပကလုံးအရွယ်မျက်လုံးကြီးနှလုံးစင်တကောင်နှစ်ရွက်လောက်ရှိတဲ့နှစ်ရွက်ကြီးကိုတစ်ဖြက်ဖြက်ခတ်နေတယ်။ပါဇက်ကနေလည်းအဆွဲကြီးနှစ်ချောင်းငေါထွက်လာတာကိုတွေ့ရတယ်။သူရေဆိုင်ကြုံနေရတဲ့ပရလောကသားတွေကနည်းနည်းရရပုံကမဟုတ်ပဲ။ တကူအဆန်ရှိတဲ့မကောင်းဆိုးဝါဖြစ်ကြောင်းတွေးကကြေထိပ်သွားခဲ့တယ်။မဟာဒေဝတယောက်မကောင်းဆိုးဝါကြီးကိုငေးကြောင်ကြည့်နေတဲ့အချိန်မကောင်းဆိုးဝါကောင်ကြီးကကြီးမလာတဲ့သူ့ရဲ့ခြေထောက်ကြီးနဲ့လွှဲကန်လိုက်တာကြောင့်အလင်းအမြန်ခေါင်းဆုပ်လိုက်ရတယ်။ဇတိုက်ဆိုသူလိုမဟာဒေဝကိုလက်ကန်လိုက်တော့မဟာဒေဝလည်းရှောက်ပြီးတစ်ပင်ငယ်တစ်ပင်ကိုကန်ပြီးတဲ့အခါခြေကန်ချက်ပြီးတဲ့တစ်ပင်ကထပ်ပိုင်းကျိုးသွားခဲ့လေတယ်။မကောင်းဆိုးဝါကြီးကကျိုးနေတဲ့တစ်ပင်ကိုကောက်ကန်လို့ မဟာဒီဝကိုအဲ့ဒီတစ်ပင်နဲ့လက်ရိုက်နေပြန်တော့မဟာဒီဝဇောချူရီတောင်ပြန်သွားခဲ့တယ်။ခြေကံကျက်မင်းလည်းတခါတည်းသိနိုင်တယ်လို့တစ်ပင်နဲ့အရခံရရင်လည်းသိရင်သိမသိရင်မလှတဲ့အခြေအနေမျိုးမဟာဒီဝခန္ဓာကိုယ်တစ်ချက်နာကျင်သွားခဲ့တယ်။မကောက်စိုးဝါကြီးကတစ်ပင်ကိုအရင်ဘက်ကနေကင်မိရလိုက်တဲ့အခါအခက်လက်တွေကအပေါ်ပိုင်းမှာရှိနေလို့ဘေးကိုလွတ်အောင်ရှောင်ပေမဲ့တိတ်ကိုင်းတွေကမလွတ်ပဲထိသွားတော့ကိုတစ်ချက်မှတိတ်ကိုင်းထိမိရကပေါက်ပြဲလို့ ွဲတွေထွက်သွားသလိုလူကလည်းဘေးဘက်ကိုရောက်ထွက်သွားခဲ့တယ်။မဟာဒေဝကသူ့ကိုသူတော်မယုံကြည်နာဖြစ်သွားခဲ့တယ်။အချောင်းကတော့သူရန်ထိုးပွားနေတဲ့အချိန်မကောင်းဆိုးဝါးကြီးကအပေါ်ကနေရှေလျားကျဲ့ပြဲနဲ့ခြေဖွားကြီးနဲ့နင်းချလိုက်တဲ့အခါသူမခိုင်းမှာပဲသူ့ရဲ့လက်နက်ဖက်ကမကောင်းဆိုးဝါးရဲ့ခြေထောက်ကိုဖမ်းကန်လို့အရှိကိုပြေးသွားလိုက်တော့မကောင်းဆိုးဝါးကြီးဟာမြေကြီးပေါ်နောက်ပြန်ဘုံကနေတောင်ပြိုသူလိုအတန်ကြီးထွက်ပေါ်လာပြီးလဲပြိုကျသွားခဲ့ပါတယ် မဟာဒီဝဟာလဲနေတဲ့မကောင်းဆိုးဝါးကြီးပေါ်ပြစ်တက်တဲ့အချိန်သာသတိရပြီကျန်တာကိုတော့သတိရတစ်ချက်မရတစ်ချက်အချိန်ကြီးရောက်သွားခဲ့တယ်မစုံစလောက်အစွဲလေးနဲ့များငါ့ကိုလာရှင်ဝင်နေပေါ့တေဝတာကြက်ပြီးတော့မျိုးရုံမကောင်းဆိုးဝါးကောင်ကြက်သိန်းထောက်ပေါ်ရာကျင်းဝါပြောဆိုတန်တဲ့အတူမျိုးလုံးကြီးတွေအနီရဲလို့စောက်ထားတဲ့လက်သီးနှစ်ဖက်မှာအယောင်တွေထွက်သွားတယ်ငါ့ကိုစော်ကားရဲ့ဘလို့ဖြစ်မလဲဆိုတာမင်းကိုပြပေးမယ်အာတေပါပြီကြောက်ပါပြီ ဘာအခုမှကြောက်တာလဲမင်းရဲ့ခန္ဓာကိုယ်အာကိုနဲ့တခြားလူတွေဒုက္ခပေးလို့ရပါမယ်ငါ့ကိုလာဒုက္ခပေးတသက်လုံးနောင်နဲ့ရစေရမယ်ကဲကွာအာသိပါပြီကြောက်ပါပြီဗျာနောက်မလုံးဝဲတော့ပါဘူးတောင်းပါပါတယ်မကောင်းဆိုအားကြဘယ်လိုမှတုံ့ပြန်ခြင်းမရမဟာဒေဝမျက်နှာကိုလက်သီးနဲ့ဆစ်ထိုးလိုက်တော့အရှိန်ပြင်းလို့လို့နောက်စိတ်ကမြေကြီးဟိုတာဝင်တော့မဲ့လားဖြစ်နေတယ်လို့အဆွဲနှချောင်းကလည်းကျိုးသွားခဲ့လေတယ်လက်နဲ့ဖမ်းဆုပ်ဖို့ကြိုးစားတော့ လက်နှစ်ဖက်ကိုဖြတ်ထိုးတဲ့အခါမှာအယိုကျူးသလိုအတန်တွေထွက်ပေါ်လာပြီးလက်နှစ်ဖက်ကမလှုပ်ရှားနိုင်တော့ဘူးမကောင်းဆိုးဝါးဟာနာကျင်လုံးလို့အော်ဟစ်တောင်းမှပေမဲ့မဟာဒီဝါကလည်းခွင့်မလို့ဒေါသတကြီးမျက်နှာကိုထိုးချိတ်နေပြီးအားရတဲ့အခါကျမှရင်ဘတ်ဝမ်းပိုက်တွေကိုအပေါ်ကနေခုံလို့ထိုးချလိုက်တော့လက်တီးတစ်ချက်ထိတိုင်းမကောင်းဆိုးဝါးစီကနာကျင်စွာအော်တန်တောင်းမှအတနာခံတဲ့တွေကိုကြားနေရတယ်အားရအောင်ထိုးပြီးတဲ့အခါကျမှမဟာဒီဝါဟာလက်ပိုက်ရက်လို့ မချိမဆက်အော်နေတဲ့မကောင်းဆိုးပါးကိုချိနေပါတော့တယ်။ဟေးဘာသူလဲငါနဲ့လာပြီးငါ့တမဲကိုထိုးလာကြိတ်လာနဲ့။ဘာသူလဲတိကျလာကြည့်လေအဝေးကနေအတန်ပေးမနေနဲ့။အဝေးမောင်သူစီကအောင်ငှက်တဲ့တခုထွက်ပေါ်လာတဲ့ဆိုပေမဲ့မဟာဒေဝဟာအကြောင်းလည်းမရှိပြန်ဖြေလိုက်တယ်။ဒီလိုတတဝါမျိုးကြောက်သားကိုထိခိုက်စေမရလား။ရောက်ကွာ။အမောင်တင်းတဟိုင်းတန်ရဲ့ဇက်တောက်ထွက်ပေါ်လာတော့ မဟာဒေဝတယောက်တိမတိဟံပြောင်းလို့ဆင်ခေါ်လိုက်တဲ့အခါစနစ်တော်ကအရှိရှိမဲ့ကြာကြီးတစ်ကောင်ကတရှိန်တို့အမောက်တွင်းထဲကနေမဟာဒေဝစီကိုပြေးဝင်လာခဲ့တယ်။ကြာမဟာဒေဝကိုခုံအုပ်လိုက်တဲ့အခါမဟာဒေဝကလျှက်စည်းလက်သလိုရွေလျားပြောက်ွယ်လို့မျိုးသားခုံအုပ်မိပြီးမျိုးဘော်ကိုပြုတ်ကျလာတဲ့ကြာရဲ့အနာစီကိုနောက်ထပ်လျှက်စည်းလက်သလိုရောက်သွားပြီးကြာမျိုးဘော်ကြာလာနဲ့ကန်ထလိုက်တော့ကြာကတူလာရအမောင်တို့အတွင်းထဲကိုလွှဲထွက်သွားခဲ့ပါတော့တယ်။ လက်ဆက်သက်တော့ကြောက်ကိုချိချောက်နေတာကတရစ်ဆန်ဖြစ်နေတာကိုမင်းဘယ်လောက်ဆွမ်းလဲသိကြရောပေါ့စင်အော်တန်နဲ့အမအတွင်းထဲကကြားရခြင်းနဲ့အတူတူတောက်ကိုဖြတ်လို့ပြေးလာတဲ့အတန်တက်ကန်းကြီးကျိုးပြတ်တာဆေချေရနင်းလာကထွက်လာတဲ့ခြေတောင်းတွေကိုကြားရတယ်ဆိုပေမဲ့မဟာဒေဝဟာလက်ပရိပ်ရည်ညစ်တက်နေတယ်ဒေါ်စင်ရတဲ့အုပ်ကမဟာဒေဝစီကိုတွန်းဝင်လာနေတယ်ဆယ်စုံစင်မြောင်ကြီးကမဟာဒေဝစီဒေါသတကြီးပြေးဝင်လာတော့ ်ဆင်ရိုက်အုပ်သူ့အနေရောက်တဲ့အခါမဟာဒေဝတယောက်မြေကြီးပေါ်ခြေတစ်ချက်ဆောင်းလို့ခုံလိုက်တဲ့အခါအမြင့်ကြီးရောက်သွားပြီးပြန်ကျလာတော့ဆင်ရိုက်တကောင်ရဲ့ကြောပေါ်မှာရက်လက်သားနဲ့ရှိနေတယ်။မဟာဒေဝကြောပေါ်ခုံတက်ထားတဲ့ဆင်ကသူ့ကိုယ်လုံးလှုပ်ရမ်းလို့ပြုတ်ကျရင်လုံးနေတယ်လို့တခြားဆင်တွေကလည်းနှမောင်းနေနဲ့မဟာဒေဝကိုလှမ်းဆွဲနေကြတယ်။မဟာဒေဝတယောက်သူ့ကိုအသေးသက်ဖို့လာနေတဲ့ဆင်တွေကိုအကြောက်လည်းမရှိဆင်တကောင်ကလည်းနားတကောင်ရဲ့ကြောပေါ်ကိုဂျိုးပြစ်ခုံပြကြော်လာနေတယ်။ အချိတ်ကြတယ်ကွာကဲမဟာဒေဝတယောက်စင်တွေကိုဆောက်လို့ဝါတဲ့ခါကျမှစင်တကောင်ရဲ့ခေါင်းတိတ်နေရတဲ့တဲ့ကိုလက်သီးနဲ့ထိုးချလိုက်တဲ့အခါစင်ကြီးတွေကနားကျစွာအော်လို့ကိုခန္ဓာတဆက်ဆက်တုံကလက်ပြူတော့မလို့ဖြစ်နေတဲ့အချိန်မဟာဒေဝတယောက်စင်တွေပေါ်တကောင်မိတကောင်ရွေးပြောင်းလို့လက်သီးနဲ့ထိုးပြီးအကူလွှာကနေခုံစင်းကဘေးကနေလက်ပိုက်ချိနေပါတော့တယ်စင်လေးကောင်ကတကောလုံးတဆက်ဆက်တုံကတကောင်မိတကောင်မြေကြီးပေါ်လဲကျသွားခဲ့တယ် မဟာဒေဝတယောက်ဒီမြေဝင်းကိုကြည့်ပြီးသဘောကျကြည်ကြကယူမောနေပါတော့တယ်။မဟာဒေဝရက်နေတဲ့အချိန်မှပဲလူတစ်ကောင်လုံးတော်အတွင်းနေရထွက်လာပြီးတော့မဟာဒေဝရှိရာစီကိုဥတီလျှောက်လာကမဟာဒေဝနဲ့ခလလတ်မှရက်လိုက်ကြပါတယ်။အဝေအစားတတောက်ပြောင်များဝေစားထားပြီးတော့ဥပရိယုတ်တက်ပြန့်ကြတဲ့သူတွေမဟာဒေဝကိုအံ့ဩဟန်နဲ့စူးစိုက်ကြည့်လို့တော့မဟာဒေဝကထီမီထီပြုံးကလက်ပတ်ရည်ရှိနေတယ်။ရွှေရောင်မြဘူးကိုကြောမလွယ်လို့ ရွှေသားတက်လေးကန်းကိုလက်တွေကင်ထားတဲ့လူတယောက်ကရှစ်စီတယောက်ထက်တက်လာပြီးအဖွဲနဲ့ခွဲထွက်ရက်လေတယ်။ရှင်လျားတဲ့အရက်ဖြူပွေးတဲ့အသားဇပီရှိကိုထိတ်မှထုံထားပြီးနှာခေါင်းမွေးဆဆဥပရိယကောင်းကောင်းတဲ့လူကသူတို့အတော်ဆိုးပါလားစိတ်ထင်ရရှောက်လုံးနေတယ်။နောက်ပြီးသူတို့ကိုကြည့်ရတာအစမ်းစားရှိပုံလေးရတယ်။ကျုပ်တပည့်တွေအားလုံးကသူတို့ကြောင့်ထိခိုက်ကုန်ရပြီ။ငါကဘသူ့အမှစပြီးရံမလုပ်ခဲ့ဘူး။ အခုမင်းတပည့်တွေဆိုတာဟိုပိတ်တာကောင်ကိုပြောတာလားငါ့ကိုတတ်စားဖို့လာတာလीငါငိန်နေပေးရမှာလားဒီကောင်ကစိုးတယ်ကျောက်တူစီကပြေးသွားပြီးထင်ရလုံးနေမှာဆိုလို့ဖမ်းဖို့လိုက်လာတာအခုတော့ကြည့်ပါဦးသူတို့လက်ချက်နဲ့မချိမဆက်ဖြစ်ပြီးကြောက်စိတ်နေဦးရောသူတို့ခုကိစ္စကဘလို့တောင်းဝေယူမှလဲဗာရာရာဆဆမင်းတို့ကလည်းမှားသေးငါ့ကိုလည်းတောင်းပန်ခိုင်းသေးတယ်တကယ်ဆိုရင်မင်းတို့ကပဲငါ့ကိုပြန်နှောက်မှရအောင်မှာ မဟာဒေဝတယောက်သူရှိရလူတွေပြောတဲ့စကားကြောင့်ဒေါသတွေတောင်းမနိုင်စီမရဖြစ်လို့တောက်ခေါက်ရင်သူရှိရလူကိုစမတက်ဝမတက်စိုက်ကြည့်နေပါတယ်။မဟာဒေဝရှိရလူကလည်းမျက်နှာတင်းမာသွားတယ်။လက်ကြနေတဲ့မကောင်းဆိုးဝါးကောင်ကြီးကဒရင်တရားထိုက်ရလို့သူတို့အနီးကနေထွက်သွားသလိုစင်ကြီးကလည်းထိုက်ရပြီးနောက်ဆုတ်သွားခဲ့တယ်။နောက်ဆုံးတစ်ခေါက်ထပ်မင်းမယ်။တောင်းပန်ရင်အပြစ်ခွင့်လို့ပြင်မယ်မတောင်းပန်ရင်တရားနိုင်မယ်သူတော်ငါကလည်းမင်းကိုပြောလိုက်မယ် ငါ့ခုလိုစော်ကားမော်ကားပြောကြရမင်းအပါဝင်မင်းရဲ့လူတွေကိုအသိတက်မယ်ဆိုတာတန်တိုက်တန်ချထားလိုက်ပြီမဟာဒေဝဒေါသစကားတဲ့အစုံသူရှိရလူဟာမြှောက်ဘူးအတွင်းနေရတချောင်းနဲ့တော့ရွှေအောင်မြားနဲ့တချောင်းကမဟာဒေဝစီကိုပြစ်ခတ်လိုက်တော့ရွှေအောင်မြားနယ်ကမဟာဒေဝစီကိုတူးဝင်လာခဲ့တယ်။မဟာဒေဝကရွှေအောင်မြားနယ်ကိုရှောင်တိန်လိုက်နိုင်တဲ့ဆိုပေမဲ့အရှိန်လုံသွားတဲ့မြားနယ်ကအသက်ရှိနေတဲ့လာကိုယ်ပက်လို့သူ့စီကိုပြန်လှည့်လာတဲ့အခါ မဟာဒေဝထပ်မံရှောက်တိတ်မိမဲ့မြားတန်ကတက်ရှိတတဝါတကောင်ပမာသူ့နောက်ကိုလိုက်ပါလာတော့မဟာဒေဝအသက်အသက်ရှောက်တိတ်နေတဲ့အချိန်သူရှိရလူစီရရီမောတန်ကိုကြားလိုက်ရတာကြောင့်မဟာဒေဝတယောက်ဒေါသစိတ်တွေထိမရတော့ဘူးအစပုံမှန်ပြည့်ဖြစ်နေတဲ့မျိုးလုံးတွေကနေရဲလာပြီးမတည့်ရလိုက်တဲ့အခါသူ့စီဥတီလာနေတဲ့မြားတန်ကိုမရှောင်တော့ပဲသူ့နီးကိုရောက်လာတဲ့အခါမှာစက္ကနဲ့ဖမ်းလိုက်တော့မြားတန်ကမဟာဒေဝလက်အတွင်းတက်ရှိမပါရုန်းကန်နေလေတယ် ကဲ့ကွာဟင်မင်းပညာဒါကုန်မဲလားအခုလိုရာစုကိုတောင်းပြီတော့ပျက်စီးလက်သွားခြင်းနဲ့အတူတူမဟာဒေဝဟာဝရဇေအဖြစ်ကျင်းဝပြီးသူ့များရံကိုချိုးလိုက်လို့အော်အော်ပြီးငေးကြည့်နေတဲ့လူရဲ့စီကိုပြေးသွားကရင်ဘက်ကိုလက်သီးနဲ့ထိုးလိုက်ပါတော့တယ်မဟာဒေဝရဲ့လက်သီးချက်ကြောင့်မြပြစ်သမားကနောက်ကိုစေတော်ငတ်လွှဲလို့မြကြီးပေါ်ကိုလဲကြောက်သွားခဲ့တယ်။မြပြစ်သမားကတခြားလူတွေကသွားပြီးတော့မှဝိုင်းတူကြတယ်။လက်စည်းတွေခေါင်းပေါ်လက်ကာ မျိုးလုံးညီညီနဲ့မဟာဒေဝအတင်ကမြင်ရသူအပေါင်းစိတ်နှလုံးတုံလို့ခြောက်ချားစရာမဟာဒေဝလည်းမြပြက်သမားစီလျှောက်သွားတော့မချိမဆက်ဝေဒနာခံရပြီသူကိုယ်တိုင်တော့မှမတက်မရက်နိုင်တော့တဲ့ရွှေမြားပိုင်ရှင်ဟာမဟာဒေဝကိုကြောက်ငိကြည့်နေပါတော့တယ်သူရဲ့မျိုးလုံးမှာတော့အော်အော်စိတ်ကြောက်စိတ်တွေအထင်းသားရှိနေတယ်ရွှေမြားပိုင်ရှင်လူတွေကမဟာဒေဝကိုတိုက်ခိုက်ဖို့ပြင်တဲ့အခါမှာရွှေမြားပိုင်ရှင်ကတားလိုက်ပြီးအာတင်းကရှေ့ကိုလျှောက်လိုက်တယ်သူတော့ အစောကရွတ်လိုက်တဲ့နာမည်ကဘသူနာမည်များလဲမင်းရန်စတိုက်နေတာဘသူများထိနေရလဲပြောစမ်းငါ့ကိုအပြစ်ပေးအောင်လားပြောစမ်းအပြစ်ပေးတယ်ဆိုတဲ့စကားငါအမုန်းဆုံးပဲကျုပ်ကျုပ်မသိလို့ရန်ပြစော်ကားမိတာတောင်းမှမှာလဲနာမည်ကြီးနဲ့ဆိုင်ရင်ကျုပ်တို့ကမပြောဘလောက်တဲ့အစ်စ်နေပါခွန့်လို့ပါနာမည်ကြီးငါလည်းအမအတွက်ခွန့်လို့မှုတောင်းခံနေတာပဲဒါကိုနှစ်ပေါင်များစွာအကျေချခံထားခဲ့ရတယ် အခုမင်းကြောင့်မှဘာလို့ငါခွင့်လွှတ်မှုပေးရမှာလဲဒီဘွားကလွတ်မြောက်အောင်လုပ်ပေးရလိမ့်မယ်ကိုတော်လေးကျွန်တော်မျိုးတို့ဒီသူတော်ဘာလို့တောင်းပန်နေရတာလဲသူ့လိုလူသားတယောက်ကိုတောင်းပန်စရာမလိုဘူးဟုတ်တယ်သူတော်ကျွန်တော်မျိုးတို့အားလုံးဝိုင်းပြီးတော့မှထိချောက်လို့ရနိုင်ပါတယ်တိတ်ကြစမ်းအချင်းတွေကိုအခုတည်းသဘောမပေါက်ကြသေးဘူးလားဒါဘယ်သူမှတ်လဲအားလုံးတောင်းပန်ကြရှင်များရှင်လူတွေကမဟာဒေဝကိုသူတော်တယောက်လိုသားမြင်ပြီး နတ်စိုးဝရစိပူကနေမှမတိကြတဲ့အတွက်ရှင်များရှင်ကအတမမာနဲ့ဟတ်တားလိုက်တယ်။ရှင်များရှင်ရဲ့လူသူတွေရက်နေတဲ့နေရာစီမိုးကြိုတစ်ချက်ပြစ်ချလိုက်တော့အလုံးနာကျေစွာအဟိလိုက်ကြတယ်။မမာနထောင်လာတဲ့နေ့နေ့တပါဖြစ်တဲ့ရှင်များရှင်ကဝေဒဝေမြို့ကိုဖျက်ဆီးဖို့ကြက်စီခဲ့တဲ့တကိုးကြီးနဲ့ဆိုဝရစိရဲ့အရှိမပဲပြုသပြအနုရကမိုးကြိုပြစ်ချက်ကြောင့်မသိပေမဲ့မြေကြီးပေါ်မှာလူလိမ့်နေရာကိုချိန်ပြီးတော့မဟာဒေဝကတဟားဟားနဲ့ရှင်မောနေပါတယ် အလုံးကိုတက်ဖြတ်ဖို့အရှို့တိုးလာတဲ့အခါကြီးစီတဲ့တစ်ချက်ထပ်ပေါ်လာတဲ့အတွက်မဟာဒေဝရဲ့ခြေလှမ်းတွေတုံ့ဝင်နဲ့ရက်တက်လာလိမ့်တယ်။မဟာဒေဝဝရစိန်ကိုလှုပ်ချရလောက်ခတ်မပေးနဲ့။ထိဆက်ကိုရအောင်ထိ။ယသိအခုရလိုက်။ခမရကြီးစီဆက်မတည်နဲ့။ဒီလူရဲ့ခန္ဓာကိုယ်ကိုငါဖြတ်စည်းလိုက်မှာ။လောက်လာလေဝရစိန်။အဲ့ဒါဆိုရင်မင်းရဲ့ဝိညာဉ်ကလည်းအမိခိုးမရှိတော့ဘူးဖြစ်သွားမှာပေါ့။ ငါမလုံရုပ်ထင်နေရလားယသိရှင့်နော်အခွင့်ရဲ့ကျေးစီတန်ထွက်ပေါ်လာခြင်းကြောင့်မဟာဒေဝရဲ့ခန္ဓာကိုယ်မှာဝင်ပူးနေတဲ့ဝရစိတ်ဟာမခတ်မရက်နိုင်အောင်နာကျင်စွာနဲ့အဟစ်ချင်းချောက်နေတယ်ယသိကြီးကဝရစိတ်ရဲ့ချင်းချောက်မှုကိုလည်းစိုးရိမ်ပူပယ်ခြင်းမရှိပဲပြောလာပြီးတော့ကျေးစီကိုအစစ်မပြတ်တီးမဟာဒေဝကိုဒိဋ္ဌိပိစကားပြောနေတယ်မဟာဒေဝနိုးတော့မင်းအိမ်နေမယ်ဆိုတသက်လုံးအိပ်ပျောက်သွားလိမ့်မယ်ပြန်နိုးတော့ဟဲ့ကောင် ဒီအသက်စကားကိုနားမထောင်နဲ့မင်းနဲ့ငါဒီခန္ဓာတစ်ခုလုံးနဲ့အရာအားလုံးကိုအနာယူမယ်လောကကြီးမှာအားနည်းသူအတွက်နေရာမရှိဘူးကွာဝရဇယနားနှစ်ဖက်ကိုလဝါနဲ့အုပ်ရင်သူ့ကိုမှမဟာဒီဝကိုစီယုံနေတယ်ဝရဇင်ကသာမင်းရဲ့ခန္ဓာကိုပိတ်လိုက်မယ်ဆိုရင်လောကကြီးကသေချောင်စီးကုန်လိမ့်မယ်တတိယတော့မင်းကိုလောကကြီးမှာအကောင်းဆုံးဆိုတဲ့အရာတွေကိုငါပေးနိုင်တယ်ယာတို့စီးစိမ်နေအမြဲဆုံးရအောင်ယူပြီးတော့ လောကီကာမဂုဏ်နဲ့အတူတူခံစားကြမယ်။ယတိပြောတဲ့စကားကိုနားမယောင်တဲ့မဟာဒီဝယတိကြီးနဲ့ဝရစေအပြည့်အမြအလန့်လန့်မဟာဒီဝကိုပြောနေကြတယ်။ရှင်မြားပါရှင်နဲ့သူ့လူတွေကတော့ယတိကြီးနဲ့မဟာဒီဝနှစ်ယောက်တည်းတွေ့နေရပြီ။မရှိသူတစ်ယောက်ကိုနှစ်ယောက်အပြည့်အလန့်ပြောနေကြတာကိုနားမနေနိုင်စွာနဲ့ကြည့်နေကြတယ်။မဟာဒီဝကတော့လေဟာနဲ့တွေ့လွင့်နေတယ်လို့လွှင့်မျောနေတယ်။သူ့စိတ်တွေဖလာခြင်းလို့ဘယ်ရောက်ကူမှမတွေးနိုင်ပဲရှိနေတဲ့ချိန် ကြီးစီတဲတဲတဲသူ့နာအတွေကြားလိုက်ရတယ်။သူ့နာအတွေရတိကြီးနဲ့ဝရစိစကားပြောတာတွေကိုတဖြည်းဖြည်းပြပြစွာနဲ့ကြားလာခဲ့ရတယ်။စိတ်နဲ့ကိုကပ်ဖို့ကြိုးစားကြည့်တော့သူ့စိတ်အတွင်းဝရစိရဲ့နှောက်ယှက်မှုကြောင့်စိတ်နဲ့ကိုမကပ်ဖြစ်နေတယ်။အချိန်ကျစူးစားအားထုတ်ပြီးမှမဟာဒေဝဟာသူ့စိတ်နဲ့သူ့ကိုပြန်ဖြစ်သွားခဲ့တယ်။လူဟာခရီးရှိကြီးနဲ့ထားရတဲ့သူလိုမောပတ်မီလေပူကြီးကိုမှတ်ထုတ်ကပဝင်းချင်းကိုယခုမှသတိထားခြင်းပြီးတော့ သူရှေ့မလမကန်ရင်နေတဲ့သူတွေကိုတွေ့ရသလိုအနားမှာရှိနေတဲ့ရသေးကြီးကိုလည်းတွေ့ရတယ်။ရသေးကြီးဒီကသူတော်ကအမှန်တကယ်နှစုံဝရစိတ်လားဖေ။ဝရစိတ်ဝိညာဉ်ဝပူးနေတဲ့ကိုခန္ဓာပိုင်ရှင်မော့။သူတော်စီနှစုံဝရစိတ်ဝိညာဉ်ပူကန်နေရလား။ဘယ်လိုလုပ်ကြမလဲဖေ။တကားရှင်များရှင်စိတ်ပူရမယ့်ကိစ္စမဟုတ်တာမို့စိတ်မပူပါနဲ့။တကားစိုးမိုက်တာတွေကတရင်တော်တော်ကြီးနေတယ်။တောဆောင်နဲ့တောင်ဆောင်နဲ့အစ်စ်နဲ့ ဆက်ရှိတိုင်းတောင်းကျနေတယ်လို့ကြားတယ်။အခုဝရစိန်နဲ့ဆောင်ရတော့ဘယ်လိုလဲ။အတော့နေသားထိုင်သာရှိသွားမှာပေါ့။တပည့်တော်ရဲ့ရွှေများရှင်အဖွဲ့လည်းအလကားဖြစ်သွားပါပြီ။ယသိကြီးသားရောက်မလာဘူးဆိုရင်အသက်ခံရမှာ။ကျေးဇူးကြီးလာပါတယ်ဖျား။ရွှေများရှင်တောင်းတတ်ကတအားဆိုးတယ်လို့သတင်းကြားတာကိုစုံမဖို့ရင်ဒီကမဟာဒီဝစိတ်ကိုထင်းကျုပ်တတ်ဖို့ရင်အဲ့ဒီစိတ်ကူးနဲ့တကားလို့နဲ့ဒီကတကားမဟာဒီဝကိုစုံမပေးလိုက်တာ။ ခိုးလောက်ထိခတ်သွားပါစေတော့ရေလို့တော့မရည်ရွယ်ဘူး။နောက်နာမစိုးသွားမှနေတော့တင်မဖျားတပည့်တော်စိုးသွားနာဝရစီစိုးသွားနာခြေဖျားတော်မမိမသဘောပေါက်လိုက်ပါပြီ။နောက်မစိုးသွားမို့ရေတိတ်ကြီးကိုဂရီးပြုတ်ပါတယ်။တပည့်တော်တို့ကိုပြန်ခွင့်ပြုတ်ပါအောင်ဖျား။ရှင်များရှင်နဲ့သူ့လူတွေဟာရေတိတ်ကြီးကိုရှစ်ခိုးဥချလို့ရှင်များကျိုးကိုကင်မြူထွက်ခွာပါခဲ့ကြပါတော့တယ်။ဘာရတဲ့ဟိုလူတွေကဘသူတွေများလဲ။ အစ်စ်တစ်ခုရှိတယ်နဲ့လို့ပြောရမှာပေါ့ဒီတောတဲ့နေရာမှာရှင်များရှင်နဲ့တောင်ဆိုတာရှိတယ်ရှေးကုတို့ကလည်းရှိလို့တော့တကောဆွမ်းအားလည်းမြင့်နေမာနထောင်လာပြီးစစ်ထင်ရလုတ်တက်တာအခုတော့ဝရစိန်နဲ့တွေ့တာရှင်များကျိုးမာနဦးကျိုးရပြီပေါ့မဟာဒေဝရဲ့အမေကိုပြက်ချစ်ရတိကြီးကကန်ဆာဘက်ကိုရှောက်သွားလိုက်တော့သူတို့နားကိုရတဲစီကိုပြောင်းလာခဲ့ကြပါတယ်မဟာဒေဝတကောလုံးညက်ပတ်ဆုပ်ပြက်နေတာကြောင့်ရေချိုးလိုက်တဲ့အတွက် မဟာဒေဝဟာချောင်းထဲဆင်းလို့ရေချွတ်လိုက်ရတယ်။ညာဘက်မူးမရောက်တဲ့အတွက်တောင်ကျချောင်းရေရောဘကတဖက်ကန်းစီကူးနိုင်တော့မယ်။ဒီလိုနဲ့ရေချွတ်အဝတ်လဲပြီးတဲ့ချိန်ယသိကြီးကမကြီးစီရဲ့စေလေးတလုံးပေးလာတာကြောင့်ဘာမှမေးမြန်းမနေတော့ပဲတောက်ချလိုက်တဲ့အခါစေဝမ်းပိုက်တွေရောက်သွားတာနဲ့အစပထမအေးစိတ်နေရာကတဖြည်းဖြည်းပူနွေးလာပြီးအိုင်းနေပြည့်လာသလိုခံစားလိုက်ရပါတယ်။ယသိကြီးကမျက်နှာတဲ့ဖျားရှိခိုးအမိစိတ်မြစ်တစ်ခုထုတ်ပေးလို့ ကြတော့တော့မှသူ့လို့သူ့တကောလုံးထင်ရတဲ့အစီပြေတလို့လင်းနေလိုက်တယ်။မိုးလင်းတဲ့အခါတောင်းလာထားတဲ့လူကြီးတယောက်ကချောင်းကိုဖြတ်ကူပြီးတဲအတွင်းကိုဝင်လို့ရတိကြီးကိုဆွန့်ကပ်လာတယ်။ရတိကြီးဆွန့်စားပြီးတဲ့အခါမှာတော့စွန့်ချက်ကိုမဟာဒီဝါကစားတော့လိုက်တယ်။ဒီတကာရဲ့နာမည်ကမဟာဒီဝါတဲ့။တကာကြီးတို့ရဲ့ရွာသေးချိန်မှာအတိတ်တွေဝင်မှုထားခဲ့မယ်။သူ့လိုအပ်တာတွေကိုကိုကြီးပေးလိုက်ပါတကာကြီး။မှန်ပါဗျာ။ တပည့်တော်စားတော့ရစားလို့အားလုံးစီပြာကုညီပေးလိုက်ပါမယ်။ဘာရဲ့တဲ့ကိုတခုလျှောက်ချင်တာရွာမှာဆိုင်းပါအတော်ကြီးစိုးသွမ်းနေပါတယ်ဗျာ။ရွာသားတွေမကြမ်းမရဲ့ဒီဆေးတွေကိုတိုက်ပေးတကကြီး။တခြားเจ้าတွေကတော့သူ့ဟာသူဖြစ်သွားပါလိမ့်မယ်။ရသေးကြီးကစွန်လာကတ်တို့လူကြီးစီမဟာဒီဝကိုအဲ့နေလေရဲ့။လူကြီးကတခြားအเจ้าရတခုပြောတော့ရသေးကြီးကဒီလူရဲ့မိကုံးကိုမဖြစ်ပဲဆေးတော်တထုပ်ပေးလိတော့လူကြီးကရိုသေစွာနဲ့လှမ်းအောင်လိုက်လိတယ်။ ဒီကသူတော်နာမည်ကဘယ်လိုခေါ်ပါသလဲကျွန်တော်နာမည်ကမဟာဒီဝသူတော်မဟုတ်ပါဘူးလူပါပဲဦးလေးဩသူတော်လို့ဝေစားထားလို့သူတော်ထင်မိတာဦးလေးနာမည်ကခွန်ဖပါလူကြီးနဲ့မဟာဒီဝအပြက်လက်မိဆက်စကားပြောနေတဲ့အချိန်ရသေးကြီးကထောက်ချဆောင်းလို့လွန်နေကြလွယ်အိတ်ကိုလွယ်ကခီးဆက်ဖို့ပြင်ဆင်နေတယ်တက္ကမဟာဒီတက္ကကြီးနဲ့လိုက်သွားလွယ်တာတွေအားလုံးစီစီပေးပါလိမ့်မယ် ဘာရဲ့တရားမလိုက်တော့ဘူးလားဖေ။တကအတိတ်တန်ရဲ့ပြည့်လာခေါ်ပါပဲ။အထုတရီပေးချင်တာတော့တကစိတ်ကိုဝရစိန်ကိုအလုံးစုံထိချုပ်ခွင့်မပေးဖို့ပဲ။ယသိကြီးကိုမဟာဒီဝါနဲ့ဥခွန်ပါကတော့လိုက်ကြတယ်။ယသိကြီးထောက်သွားတော့ကိုမဟာဒီဝါငေးကြည့်နေမိတယ်။အခုအတိတ်ထပြုလုပ်ရမယ့်နေရာကဥခုံဖားရိုးရဲ့ရွာသိမ်းကြီးမှာ သူတို့ကဘလို့အခက်ခဲဘေးဒုက္ခတွေနောက်ထပ်ရလာအောင်မလဲဆိုတော့ကိုလည်းမသိသူ့ကိုတွေ့တည်ရှိနေတဲ့ နဆိုးရတဲ့စိတ်နဲ့အချင်းမြေပေါ်လာနိုင်တယ်လေ။မာဒေဝကသူ့ကိုလာခေါ်တဲ့လူကြီးရဲ့အနောက်ကိုလိုက်ပါသွားခဲ့ပါတော့တယ်။ပရိသတ်များရှေ့မဟာဒေဝနဲ့ရှင်များရှင်ဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးထူးပဲတင်ရှိသလို။စာရည်သူမြူကိုလင်ကောင်လည်းကျေးဇူးထူးပဲတင်ရှိပါတယ်ရှေ့။ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲ ကံကောင်းခြင်းပြည့်ရွှေ့ခြင်းကျမ်းမာခြင်းတွေကိုအစင်ထာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်